တော့ကလေးတွေကလည်းလေရွေးရတာတော်တော်ခက်ပါတယ်သူတို့တွေကအကုန်လုံးလို့လို့အကုန်လုံးတော်ကြတယ်လို့ပြောမှာပေါ့နော်ဒါပေမဲ့အဲတိုက်ပြီးတော့ဟိုရွေးရရွေးရခက်နေတာဟုတ်တယ်မျိုးလည်းရခဲ့တယ်လေ။သူကကလေးတွေအကုန်လုံးကဟို talent ရှိနေကြတာပေါ့နော်။သူတွေပြန်မွေးပြီးအများကြီးပြန်မှုတဲ့ကလေးတွေဖြစ်နေကြတယ်။ဖြစ်နေကြတော့သူတို့ပြင်ဆင်လာတာလေးတွေလည်းအဲထီကျူးဖို့ကောင်းပါတယ်။ ဲဒုတိယဆိုတော်တော်လေးကိုပြင်ဆင်လာတယ်အဲအချိန်3မိနစ်5မိနစ်ဆိုတဲ့ဈာထဲမှာအဝင်ဝင်စားဖြစ်အောင်လုပ်ကြတယ်အဲပေါ်လင်နဲ့အဲ့တမျိုးတွေလုပ်ကြတယ်ပေါ့နော်အဲကျွန်တော်လူချင်းတဲ့အနေထားမျိုးလည်းသူတို့ဖြစ်အောင်ကြိုးစားကြတယ်ဗျအဲ့ဒီတွေ့တော့လေအဲအားရပါတယ်ဗျာမိုင်းလေကလေးတွေကိုကြည့်ရတာအားရပါတယ်အာယောက်ျားလေးတွေဆိုလည်းတော်တော်လေးကိုအရမောင်းမြင့်အာကြည့်ရောယောက်ျားဖြစ်တဲ့တိုင်ကြည့်မင်းသားယူတယ်အများကြီးတွေ့ရတယ် မီနီမီလေးလည်းအဲ့ဒါပါပဲမီနီဆိုက်ကလေးပေါ့ဖြစ်စရာလေးပေါ့အားကြီးတွေ့ရပါတယ်ဟိုသဘောကျတယ်ပေါ့သဘောကျတယ်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်အဲဒီကလေးတွေအတွက်ရှေ့လျှောက်အနာဂတ်ကတော့ရန်ကောင်းမဲ့ကိစ္စပါဒီမှာရွေးချယ်ခံရတယ်ဆိုရင်တော့တို့အတွက်ပို့ပြီးတော့တောက်ပါတဲ့အနာဂတ်ကိုပိုင်ဆိုင်ရမှာပွင့်ပြောပြပါဦးပွင့်ဒါပွင့်တင်ယူဆုံးဟုတ်တယ်ဂျေပွင့်များရဲ့အိမ်မက မပါဝင်ကြတဲ့လူတွေအကုန်လုံးကလည်းအကုန်လုံးစူးစမ်းကြရတယ်ပြင်ဆင်ကြရတယ်ပြီးတော့တကယ်လည်းယူသွကြရတယ်စိတ်တပြင်းပြကြရပေါ့နော်အဲရောပွင့်တို့လည်းဟိုအဲ့ဒီတွေကမှအကောင်းဆုံးပြီးတော့လည်းဒီ Cloud 7နဲ့သူရဲ့ dimension နဲ့ကိုက်နေမဲ့လူတွေပေါ့နော်အဲအဲ့လိုမျိုးတွေလည်းဝင်လာတိချာစီစစ်ပြီးတော့အခုတော့ယူဖြစ်ပါတယ်ကဲပြောအေးမပြော ကျွန်တော်အာဟိုပါပေါ့အေးကိုပြီလောက်ပါလား16 30ပေါ့နှစ်ရက်ရွေးတာပေါ့နော်ရှောက်လာရှောက်ထားတဲ့လူကအယောက်600လောက်ရှိတယ်ပေါ့နော်ပထမတစ်ရက်ကတော့အကျန်းပြင်းပဲပေါ့နော်10မိနစ်စီလောက်ကိုကျွန်တော်တို့ဟိုသူ့ရဲ့ condition ကြည့်ရွေးတာပေါ့ဒါရှေ့မှာလဲသူတို့ကင်မရာတက်ရှိတယ်ဗျာကျွန်တော်တို့ရဲ့ဇက်ဘုတ်ဇက်ရနေပြအေးဒီတာတို့ဇာဝင်းတော့ဇာဝင်းတော့ဘောဘောမီးရေကိုရက်ကော့ယူထားတာပေါ့เนาะအဲ့ဒါတွေပြန်ကြည့်ပြီးတော့မှ30ရင်းနေကြတော့ကျွန်တော်တို့စကားတင်ပေါ့ ဒါကြတဲ့အယောက်60နီးပါးကိုကျွန်တော်တို့ရွေးတယ်လေရွေးချယ်ပြီးတော့ဒီညမှာပဲစင်ရထုတ်လိုက်တယ်ပေါ့အခုဒီနေ့ဒါ finalist ပေါ့နော် finalist ကိုရွေးချယ်တာပေါ့နော်အဲဟိုဘောယောက်ျားလေး10ယောက်မိန်းကလေး10ယောက်လောက်ရွေးမယ်လို့ပြောဆိုတော့အကြမ်းမြင့်ရတာဒါပေမဲ့လည်းဒီတက်ပိုကောင်းတာရရင်ဒိုင်းနေစိတ်ကြိုက်တွေ့ရင်တော့ပိုရွေးခွင့်ပေးထားပါဟုတ်အေးဟုတ်တယ်ဟုတ်တယ်သူတို့ကြိုးစားကြပါလေ တော့ကလေးတွေကလည်းလေရွေးရတာတော့ခက်ပါတယ်သူတို့တွေကအကုန်လုံးလို့လို့အကုန်လုံးတော်ကြတယ်လို့ပြောမှာပေါ့နော်ဒါပေမဲ့အဲတိုက်ပြီးတော့ Instagram ဖေးချူရွေးရရွေးရခက်နေတာဟုတ်တယ်မင်းလည်းရခဲ့တယ်လေ။သူကကလေးတွေအကုန်လုံးကဟို talent ရှိနေကြတာပေါ့နော်။သူတွေပြန်ပွဲကြီးအများကြီးပြန်မှုတွေကလေးတွေဖြစ်နေကြတယ်။ဖြစ်နေကြတော့သူတို့ပြင်ဆင်လာတာလေးတွေလည်းအဲထီချူဖို့ကောင်းပါတယ်။ ဲဒုတိယဆိုတော်တော်လေးကိုပြင်ဆင်လာတယ်အဲအချိန်3မိနစ်5မိနစ်ဆိုပြီးဈားထဲမှာအဝင်ဝင်စားပြအောင်လုပ်ကြတယ်အဲပေါ်လင်နဲ့အက်တင်မျိုးတွေလုပ်ကြတယ်ပေါ့နော်အဲကျွန်တော်လူချင်းနဲ့အနေထားမျိုးတွေလူဖြစ်အောင်ကြိုးစားကြတယ်ဗျအဲ့ဒီတွေ့တော့လေအဲအားရပါတယ်ဗျာမိုင်းလေးကလေးတွေကိုကြည့်ရတာအားရပါတယ်အယောက်ျားလေးတွေဆိုလည်းတော်တော်လေးကိုအရမ်းမောင်းနေအဲရောယောက်ျားပြည်တက်တက်ရဲ့မင်းသားယူအများကြီးတွေ့ရတယ် မီနီမီလေးလည်းအဲ့ဒီပါပဲမီနီဆိုင်ကလေးပေါ့ဖြစ်ဆရာလေးပေါ့အားကြီးတွေ့ရပါတယ်ဒီတော့ကြားတယ်ပေါ့တော့ကြားတယ်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်အဲဒီကလေးတွေအတွက်ရှေ့လျှောက်အနာဂတ်ကတော့အရန်ကောင်းမဲ့ကိစ္စပါဒီမှာရွေးချယ်ခံရတယ်ဆိုရင်တော့တို့အတွက်ပို့ပြီးတော့တောက်ပါတဲ့အနာဂတ်ကိုပြန်ပိုင်ဆိုင်ရမှာပွင့်ပြောပြပါဦးပွင့်ဒါပွင့်တင်ယူဆုံးဟုတ်တယ်ဂျေပွင့်မြားရဲ့အိမ်မက မပါဝင်ကြတဲ့လူတွေအကုန်လုံးကလည်းအကုန်လုံးစူးစမ်းကြတယ်ပြင်ဆင်ကြတယ်ပြီးတော့တကယ်လည်းယူသွကြတယ်စိတ်သက်ပြင်းပြကြတယ်ပေါ့နော်အဲ့တော့ကွန်းတို့လည်းဟိုအဲ့ဒီတွေကမှအကောင်းဆုံးပြီးတော့လည်းဒီ Cloud 7နဲ့သူရဲ့ Dimension နဲ့ကိုက်နေတဲ့လူတွေပေါ့နော်အဲအဲ့လိုမျိုးတွေလည်းဝင်လာတိချစစ်စစ်ပြီးတော့တော့အခုတော့ယူဖြစ်ပါတယ်အဲ့တော့ Cloud 7အနေပြီးတော့ရွေးချယ်လိုက်တဲ့ ဒီမင်းသားမင်းသမီးလေးတွေရဲ့စင်းကိုတော့တိတ်မကြခင်မှာထုတ်ပြမှာပေါ့နော်အဲ့ကကြာရင်ပေးတတ်ကြည့်ရတဲ့ဒီကလေးတွေရဲ့အရင်ချင်းကိုအားပေးကြပါဆစ်ဆီးကြည့်ကြပါလို့ဒီညနေမှာကြီးကတော့ဖိတ်ခေါ်ပါတယ်အဲဒီမှာတော့သူတို့ကတော့သူတို့က talent ရှိပြီးသားဖြစ်တယ် talent လေးရှိပြီးသားဆိုတော့ကျွန်တော်တို့ထပ်ပြီးတော့ဒါကိုရောင်းတင်ပေးရမှာပေါ့နော်ပို့ပြီးတော့တည်ကြတဲ့အဲအဲဒီလည်းလေးတင်ပေးရပါဘောနောက်တစ်ခုကတော့သူတို့ရဲ့အဆိုးသူတို့ရဲ့အဲမြမအဲရူရယူနီမှုအကပေါ့နော်ဒါမျိုးလေးကြီးလည်းထည့်ပြီးတင်ပေးရဆိုတော့ကျွန်တော်တို့အားရပါတယ်ဗျ အဲကျွန်တော်တို့အဲအိုက်တိုင်တွေထဲမှာဆိုကျွန်တော်တို့ကိုနိုင်ကိုကအဲမြန်မာ tradition နဲ့အကဆိုလို့ရှိရင်အဲကောင်းကောင်းကိုမကားရတာပါကျွန်တော်တို့ကြိုးစားကားခဲ့ရတာပေါ့နော်အဲ့တော့ကြိုးစားကားခဲ့တော့အချိန်တိုပြီးမှတင်ပြီးတော့ချက်ချင်းကားရတဲ့အတွက်ကိုတအားပင်ပန်းပါတယ်အဲ့တော့အခြေခံမရှိလို့ပေါ့နော်ပြောချင်တာအခုတော့တို့တို့ဒီအားလုံးဒီအခြေခံတွေအကုန်လုံးရထားမှာဖြစ်တယ်အဲ့တော့အဲ့အဲ့အတွက်ကိုဒီ cloud server ကစီစဉ်ပေးရတဲ့ကိုအဲအများကြီးလေးချီးကျူးပါတယ်လို့ပြောချင်ပါတယ်အာမင်းချောရခုနလည်းပြောလိုက်တယ်ကလေးမျိုးဒီလိုတို့ IT တွေကောင်းကင်နေပေါ့နော်သူတို့အတဏီဘာတွေကိုသဘောတွေနားလည်ချင်းစာမြင်မြတ်ဖတ်ပါလို့အကြံပေးလိုက်ပါတယ်စာစာဖတ်ချင်းရပါပြီပြီအရာနဲ့တိုးတက်တယ်ပြီးတော့လူတွေရဲ့သဘောသဘာဝကိုစိတ်ထားတယ်လည်းသိနိုင်တယ်ပေါ့နော်အဲဆိုတဲ့အခါကျတော့အဲစာဖတ်ထားတာအရန်အတုံးဝင်တာပေါ့အဲတပြားနဲ့မတူဘူးရပြီလေအဲ့လို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 ပေါ့နော်ငါတို့ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်